မင်္ဂလာပါရှင်။အိန္ဒိယနိုင်ငံ University တခုမှာ ကျမကိုကျမနာမည်ထက်မလဖတ်ဆိုပြီးတော့နာမည်တွင်ခဲ့တဲ့အကြောင်းကိုခုပြောပြမယ်နော်။ကျမတက်ခဲ့တဲ့အကြောင်းကအိန္ဒိယနိုင်ငံဟီမာချဲပရာတစ်ပြည်နယ်မှာရှိတဲ့ဒေါက်တာ YSP University မှာတက်ခဲ့တာပါ။မလဖတ်လို့နာမည်တွင်ရတဲ့အဓိကအကြောင်းရင်းကတော့ကျမပြုလုပ်တဲ့သူတည်တနာအကြောင်းပါပဲ ကျမကအမ်မဟာသိပ်ပံတက်တဲ့ချိန်မှာလက်ဖက်ဆိုကိုသူတည်တနာပြုတ်လုတ်ခဲ့လို့ပါလက်ဖက်ဆိုကြတော့ဒီမှာကအိန္ဒိယနိုင်ငံမှာကလက်ဖက်ကိုဟိုအရေးဖြစ်တောက်တာကိုပဲသူတို့ကတည်တယ်လက်ဖက်ဆိုစားရတယ်လို့သူတို့ကမသိဘူးအဲ့မှာအခုမြင်ရတဲ့ကျမရဲ့ supervisor ဒီလက်ဖက်ဆိုဟိုကျမကလှုပ်ချင်တယ်လို့ပြောတဲ့ချိန်မှာသူကခွင့်ပြုပေးခဲ့ပါတယ် ဒါပေမဲ့ paper တွေကိုရှာကြည့်တော့ကျတော့အရန်နေတယ်သူတေသနာဖြစ်မြောက်ဖို့ရာအတွက်ကကျတော့ ဟိုတော်တော်စူးစမ်းယူရမယ်ပေါ့နော်ဆီယမ်မပြောတယ်ဒါပေမဲ့ဟိုငါတို့တွေစူးစမ်းကြည့်ကြမယ်ဆိုပြီးတော့ဆီယမ်မကအဲလေဆပ်ပိုပေးခဲ့လို့မို့ကျွန်မအဲ့ဒီသူသနာကိုလုပ်ခဲ့အဲ့ဒီမှာအကုန်လုံးကတော့ထူးထူးဆန်းဆန်းပဲပေါ့ဟိုလက်ဖက်ဆိုတာသူတို့ကအရှိပဲတောက်ရတယ်ဖက်စားရတာမဟုတ်ဘူးအခုကျွန်မလုပ်တဲ့သူသေသနာအဖက်စားရတယ်ပြီးတော့မြန်မာနိုင်ငံရဲ့ဒါရိုးရမြန်မာလက်ဖက်ဆိုတာကိုဒီမှာလည်းသိစေချင်လို့ကျွန်မက ပြုလုပ်တယ်အဲ့ဒီမှာအကုန်လုံးကကျမနာမည်ကိုခေါ်ရခတ်တယ်ပေါ့မင်းဒီလက်ဖက်ဆိုတာကြတော့သူတို့ကအမြဲတမ်းခေါ်ရလွယ်နေတယ်လို့လည်းဖြစ်နေတော့အဲတငယ်ချင်းတွေကအချင်းချင်းတွေ့တဲ့ချိန်ချိန်မှာဆိုလို့ဆိုင်ရင်လည်းသူတို့ကကျမအောင်မလက်ဖက်လို့ခေါ်တယ်ဆီနီယာတွေဂျူနီယာတွေကလည်းကျမအောင်မလက်ဖက်လို့ပဲခေါ်ကြအဲ့ညာနေမှာသူတို့ကနေတစင်တခြားအာအပေါင်းအသင်းတွေနဲ့တွေ့တဲ့ခါမှာလည်းသူတို့ကမိတ်ဆက်ပေးတယ်မိတ်ဆက်ပေးတဲ့ခါမှာလည်းကျမအောင်နာမည်ထပ်သူတို့ကမလက်ဖက်ဆိုပြီးမိတ်ဆက်ပေးကြတယ် အဲ့ဒါမလက်ဖက်မလက်ဖက်ဆိုတော့သူတို့ကလက်ထူးထူးဆန်းဆန်းပေါ့ဘာလဲပေါ့လက်ဖက်ဆိုတော့သူ့နာမည်လည်းအဲ့မှာကျမကရှင်းပြခွင့်ရခဲ့တယ်လက်ဖက်ဆိုတာငါတို့မြန်မာနိုင်ငံရဲ့ရိုးရာအစားအစာအဓိကအစားအစာတစ်ခုအဲ့ဒီဟာကိုအာငါတို့မြန်မာနိုင်ငံရဲ့69%ရာ69%ရာခိုင်နှုန်းတော့လူတွေကငါတို့လက်ဖက်ကိုစားသုံးရတယ်အဲ့မှာကျမကြီးကောင်းကျိုးတဲ့အများရှိတယ်ဘယ်လိုရှိရဲ့ပေါ့နော်ကျမရှင်းပြခွင့်ရခဲ့တယ် အဲ့လိုနဲ့ကျမကိုတွေ့တဲ့သူတိုင်းကမလက်ဖက်လို့ခေါ်လိုက်ရင်အရန်ခုန်ယူမိတယ်ကျမနာမည်ကိုမသိတာထက်ဟိုကျမတို့အစားအသောက်မမရိုးရလက်ဖက်ကိုသူတို့သိသွားတာကိုအရန်ကိုဟိုခုန်ယူမိရပေါ့နော်သဘောလည်းကျတယ်အဲ့မှာဟိုကြိုးစားပြီးတော့လက်ဖက်နဲ့ပတ်သက်ပြီးတော့ဒုတိယနာရီအများကြီးပဲလုပ်ခဲ့တယ်အဲတငယ်ချင်းတွေကြားမှာအဲဆရာဆရာမတွေကြားမှာ ပြောကြတော့အဲ့ဒီဒေတာမှာအဲ့ဒီကြောင်းနဲ့အဲ့ဒီဒေတာမှာကျမကိုတီးတဲ့လူတိုင်းကကျမနဲ့တွဲပြီးတော့ဒီမြန်မာလက်ဖက်ကိုလည်းသူတို့တီးသွားကြတယ်။အဲကျမကသူသေသနာလုပ်တဲ့ချိန်မှာဆိုလို့ဆိုင်ရင်လည်းလက်ဖက်ကိုသူတို့ကိုလိုက်ပြီးတော့စားခိုင်းတယ်၊ကျွေးတယ်၊သူတို့တွေလည်းမဖြစ်မနေစားကြရတယ်။အဲမှာကြိုက်တဲ့သူတွေလည်းရှိတယ်လို့မကြိုက်တဲ့သူတွေလည်းရှိရပေါ့နော်။ဒါပေမဲ့လည်းကျမတို့ရဲ့မြန်မာလက်ဖက်ကိုတော့သူတို့တီးအောင်လုပ်ပေးနိုင်ခဲ့တဲ့အတွက်တော့ကျမကအဲ ပျော်တယ်ပေါ့နော်။အာပြီးတော့အကြောင်းပြီးတဲ့အချိန်ကျတော့ဆိုင်နေတယ်။ဒါအိမ်ရကိုလည်းပတ်ပြီးတော့လည်းလက်ဖက်ချန်တွေကိုလည်းလေ့လာခဲ့တယ်ပေါ့နော်။လေ့လာခွင့်ရခဲ့တယ်။အဲနောက်ကနေစပြီးတော့လက်ဖက်ကိုပို့ပြီးတော့ဟိုစိတ်ဝင်စားလာပြီးတော့ခုကျောင်းဆက်တတ်တဲ့ခါမှလည်းဒီလက်ဖက်ကိုပဲအထူးပြုနေဆက်ပြီးယူခဲ့တယ်ဆက်ပြီးလေ့လာခဲ့တယ်။ နောက်ကြလို့ဆိုင်ရတဲ့ဒီတစ်ဖက်ရဲ့ကျမရေကောင်းချိုးတွေဆိုးချိုးတွေသူ့မှာပါတဲ့အဟာရဓာတ်တွေအားလုံးကိုကျမဟိုဆက်ပြီးတော့ဗီဒီယိုလေးတွေနဲ့လှုပ်လှုပ်ပြီးတော့ပြောပြပေးပါမယ်နော်လက်ဖက်ရဲ့နဲ့ပတ်သက်လို့ကတော့ကျမထက်ဒီလက်ဖက်ကိုဟိုအတိက စိုက်ပျိုးထုတ်လုပ်နေတဲ့သူတွေကတော့အများကြီးပို့ပြီးတော့သိမှာပေါ့နော် ်အာကျမကတော့ကျမသိသလောက်လေးကို မျှဝေပေးမယ်လို့ပဲဆုံးဖြတ်ပေးထားပါတယ်ရှင်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကောင်းတော်နေ့လေးဖြစ်ကြပါစေရှင်